မရိုက်ဘူးဒုံးနဲ့အလုံးက pre wedding ကိုအလှုပ်ပဲရိုက်မှာမင်းကမတက်ရက်မနေလားဒိုးတူပါမစီးကြပဲခြေရောက်ကျိုးကလည်းမိလာရဲ့ရွှေတင်လို့ရပါတယ်မတက်တယ်တင်ပေးပါမယ်ရတယ်ကိုနဲ့တွေ့တော့မြင်းစီးမြင်းစီးမယ်မြင်းချက်သူဖြစ်သွားလိမ့်မယ်အဲ့ကွာတွတ်သွင်းမှာအော်မရှိပါဘူးရှင်ကျမကြွားမှာပေါ့ကျမအရင်ကြွားချင်တယ်မိမတော့ဒုံးစီးပြီးရိုက်မှာခေါင်းဝင်နေ အာဘလောက်မှိုက်လဲစဉ်းစားကြံပြီးမြင်းရို့လုံးဝခေါင်းထောက်ခိုင်းမှာအော်ရွှေပဲနေမှာနော်မကိစ္စမရှိတော့မနှုတ်တော့ဘယ်တော့မှအားမလျှော်ကျွန်မကျွန်မယောက်ျားမယူလို့ပဲပြောတာတစ်သက်လုံးမယူလို့မပြောဘူးလေနော်ဘာမှမဖြစ်အေးစေးဘန်းဒီပေါ့ဒါပဲလေ မအေးဘူးမြင်စမ်းရင်မမြင်မြင်စီအကစားကိုစိတ်ဝင်စားကြတာ။အဲဆိုရင်တော့ကတော့ကိုနဲ့မြင်စီအစားလည်းနဲ့စိမ့်နေ။ပေါ့နော်ကိုလည်းအချိန်မီးမလုပ်ဖြစ်ဘူး။ဒါမဲ့လည်းမအေးဘူးမြင်စမ်းလမ်း30ရိုက်မဲ့အချိန်မှာမြင်စီရမယ်ဆိုတော့ပါလာတော့မြတ်သူအချိန်မှာဒီပေါ့နော်အနီကင်တီယာထွန်းရဲ့ပေါ့နော်အဲဆက်သွယ်ပေးမှုနဲ့မြတ်သူကမြင်စီလေ့ကျင့်ခွင့်ရတယ်ပေါ့နော်ဆိုတော့အခါကျတော့မြတ်သူအော်အဲ့မှာမြင်စီအကစားကိုကြိုက်တာ။ကြိုက်တယ်ဆိုတော့လေဟို ไอ้บ่รู้ပြောလဲအမေတို့ကြတော့အဲ့လို active ဖြစ်တာကြိုက်တယ်ဘွာဒီလားငင်းငင်းအေးအေးနေရတာမကြိုက်တော့လေအဲ့တော့ဒီဒီမြင်းစီအာကစားအမေတို့တွေဟာငါဒါငါနဲ့အရန်လိုက်တယ်ငါနဲ့ match ဖြစ်တဲ့အာကစားပဲဆိုတော့တွေ့သွားပျော်သွားရဲ့ဆိုတာလေအပြုတ်လို့မြင်းစီစတင်ရင်းနဲ့မှအာဒီခုနကပက်စီပက်စီနဲ့ကိုကိုတရားတိတ်မစည်းကျင်တော့ပြင်းလာအာနဲ့အဲ့လိုပေါ့နော်ရှမ်းပြည်အမေတို့ရှမ်းပြည်နေပဲတော့စီအမေတို့မြင်းစီတာပကံမှာစီးတယ်ပြီးတော့အေးပြောဦးမယ်နောက်နေ့ကြရင်လို့ပကံမှာလောက်ပါလို့မြင်းစီချစ်သူများတို့ခါလေးပြောခဲ့လိုက်မယ်အဲ ပကံမဆိုလေးလေတကယ်အာနေဝင်ကြီးရောမှာဒီဖျားပေါ့နော်ဒီဖျားတွေကြားထဲကနေပြီးတော့ဖုံးလုံးလုံးနဲ့စိတ်လေးတွေကြောင်းသွားတာနဲ့မြင်းကြီးွယ်ဘလောက်မိုက်လဲအာပြီးတော့မြေနီလန်းလေဟိုလိုမျိုးကတရာလမ်းမဟုတ်ပါ ဒုံစီတာမျိုးညင်ညင်လေးစီတာမျိုးအရန်မျိုးသူအရန်ကြိုက်တာပြောနေအောင်ပကံနဲ့ချမ်းပြင်းနေပါဗျာမြင်းစီဖို့ရန်လွမ်းသွားပြီဆိုတော့လေအဲ့လိုမျိုးလေးဆိုတာခါကြတော့မြစ်သူကအခုတစ်ခေါက်ချမ်းပြင်းနေမှာပေါ့နော်လောက်တဲ့ဟာလေးကိုဖိတ်ခေါ်တယ်ပြီးတော့ကိုကိုတိုင်းကလည်းသဘောကျတယ်အဲ့မအေးပွင့်မြန်ဆန်ရိုက်တဲ့ခါမှာဒီမြင်းစီအာကစားကိုပို့သွားဖြစ်သွားတာအဲ့အဲ့တော့လေအဲ့ကားထွက်လို့ပြချင်မှာအမြတ်သူနဲ့မြင်းစီအာကစားနဲ့ကလူတွေကတော့တသားလို့မြင်သွားကြတယ်အဲ့ပေါ့နော်ဟာပေါ့မြင်းစီပေါ့နော်ဟိုမြင်းစီတော့တိတ်မင်းသမီးရနေနဲ့ရှားတယ် မမမြင်စီတာမမျိုးမမျိုးခုနောက်ပိုင်းဆိုမမျိုးကတော်တော်လေးပေးချာခုထပ်ပို့ပြီးတော့ project ချစီးတတ်တာအောင်နောက်ဆိုအဲ့လိုမြင်စီအားကစားကိုစိတ်ဝင်စားတဲ့မင်းသမီးကနည်းနည်းနဲတယ်ဆိုတော့အခါကျတော့ promote လုပ်ဖို့လည်းနည်းနည်းလေးအားနေတာရှိရပါတော့ဆိုတော့အခါကျတော့အခုမြင်သူကပြောရင်းမှတစင်ဟိုမီဒီယာနဲ့တစင်ပေါ့နော်ဟိုဒီဟာလေးကိုအားကစားဝန်နာပါတယ်ဆိုရင်လာခဲ့ပါမြင်စီအားကစားဘာကောင်းလဲလို့ပြီးပြတော့ပေါင်နေချစ်လိုက်တယ်မြတ်တော်အဲ့ဒါကိုရမ်းသဘောကျမြတ်တော်ပေါင်ကြီးရလို့ခံစားရတဲ့သူဖြစ်တဲ့ကြောင့်မို့မြတ်တော်ပေါင်သေးကိုပဲစဉ်းစားနေရဆိုတော့မြင်းစီအားကစားက ပေါင်ကိုကြစ်လက်တံပါစေတယ်ပြီးတော့ကိုယ့်ကိုလေရဲဝံ့စေတဲ့စိတ်ဓာတ်တစ်ခုပေးတယ်မော်တီရတယ်ကွာကိုက တန်ပါတယ်ငါကင်ထရိုးလုပ်နိုင်တယ်ငါမြင်းဟောပေါ့နော်ကိုစိညမြုံကိုကောင်းကောင်းကွန်ထရိုးလုပ်နိုင်တယ်ဆိုရယ်စိတ်မိုဒီကကို့အရန်တက်ကြွဆိုရယ် proud ဖြစ်စီတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်မြတ်တော်ဒုံးစီကအရန်ကြိုက်တယ်မြတ်တော်ဝလုံးနဲ့လည်းမကြော်ချင်ဘူးဟိုင်းအောင်ဆိုပြေးပြေးအဲ့လိုမျိုးစီးချင်တာအဲ့လိုမျိုးပေါ့ဟောတော့လေတောင်ဆောင်ကတက်တဲ့ချိန်မသိတာဘူးစီးချော်လိုက်မှဒါကြောက်ပါကိုသွန်းစီးတော့ကသူကအာမြင်းရဲ့ဒီတန်ခွာနဲ့ကတ္တရာနဲ့သူကချော်တယ်ဆိုတော့လေသူကအတက်ကတော့သူအဲ့လို တက်လို့ရမယ်အဲ့အစင်းကြရင်နည်းနည်းတော့အခက်ခဲရှိတယ်အဲ့လိုပေါ့နော်အာဒါကတော့ကျွမ်းကျင်နေပေါ့မူတည်ပြီးတော့ကဖြစ်တာပေါ့မြစ်တော်ကတော့စစည်းခါစားဆိုတော့မြေပြတ်မှာပဲရှိရကြစည်းစေချင်ပါလေကျွမ်းကျင်သွားပြီဆိုတော့အဲ့လိုတောက်မဒုံစီအတက်ကတော့ရန်ကောင်းတယ်အစင်းကြရင်တော့အာထိမ့်ရပြီဒါမှမဟုတ်တော့သူ့ရဲ့တန်နေပေါ့နော်လိုချောချောသူကလည်းမြင်းဆိုတာခြေရောက်တီပါလေအဲ့လိုဖြစ်တတ်တော့လေအန်နေရောရှိရဲဒါမဲ့လည်းအာအစင်ပြေတယ်ကိုကိုကျွမ်းကျင်ပိုင်နေတယ်ဆိုတော့ပေါ့နော်အဲ့လိုစည်းတဲ့သေးဆိုတော့ပကံပါစီအရှမ်းလာနေဝင်စည်းစာလေးမှလေလိုချစ်သူများပါရှယ်ပဲနှစ်ယောက်ကအဲ့မီတက်ကလတက်ကလတက်ကလနဲ့နေရတာရဲ့ dream ရှိတယ်ဒါပေမဲ့မအောင်မြင်ဘူးတမတမတမ dream နေရအရင်များတာဒါပေမဲ့မဖြစ်ခဲ့ဘူးကိုစီးခဲ့တော့ပါဟုတ်ပါဟမ်ကိုစီးခဲ့တော့တယောက်တည်းစီးရတယ်လေ dream မှာဆိုမှမဖြစ်ခဲ့လိုက်ဘူးချစ်ရဲ့ dream နေရတယ်ဆိုလို့ရှိရင်ရောဒီညီင်းနေတာဘယ်လိုမျိုးလိဒါရှင် pre wedding နေပါတယ်အဲ့လိုတော့အခါကျတမ stay မရိုက်ဘူးဒုံးနဲ့အအလုံးက pre wedding ကိုအလှုပ်ပဲရိုက်မှာမင်းကမတက်ရက်မနေလာဒိုးတူပါမစီးကြပဲခြေရောက်ကျွားလိုက်မင်းလည်းရွှေ့ လိုမျိုးပါနော် No မစည်းချင်ဘူးနော်တကြောက်တကောင်ကြီးအဲ့လိုပြိုင်စည်းချင်တာအဲ့လိုမြင်းနေရရှိတယ်သူကသူကအဲ့လိုဒုံးစင်းနေရကွင်းရှိတယ်တခါမှတ်မိသေးတယ်အဲ့ညောင်းရွှေမှာတော့တော့အမရဲ့ရှေ့နားကြသတိထားတော့အဲ့သူတို့ဒုံးစင်းနေကြကွင်းနဲ့အလားလားပြောတဲ့အချိန်မှာအဲ့ကွင်းလေးကခင်းညာမလို့ဒုံးကြီးတာဟာငါပြေးပြီဟေးတော့ ီနေရှိတယ်ဟောဝေးခေါင်းငုံရောကိုင်းနာတော့လိုကမိုက်တော့မိုက်တော့ကြည့်တော့လိုကဟာပူပေါ့မဟုတ်ဘူးဒီအပစ်တစ်ပစ်တရေပါဆိုတော့ခေါင်းဝေးပြောလိုကလိုစီးရရဲပြောရတာဟုတ်တယ်လို့ပြောအော်ပျောက်သွားပြီဒီပြင်းနဲ့ဒီကလေးကပြုတ်မချရင်တို့ရေးပဲအပယ်လို့မပေးနိုင်ဘူးအဲ့ဒါဆိုအဲ တင်လို့ရပါတယ်မတက်တယ်တင်ပေးပါမယ်ရတယ်ကိုနဲ့တွေ့တော့မြင်းစီးမြင်းစီးမယ်မြင်းချက်သူဖြစ်သွားလိမ့်မယ်အဲ့ကွာတင်တွတ်သွင်းပါရှောက်ပြောနေရောမနော်ဒရင်းရှိရမပြိလိုက်ဘူးဒရင်းတော့အိမ်နေတယ်ဟောလို့မြင်းတူတူကဲအော်မရှိပါဘူးရှင်ကျမကြွားမှာပေါ့ကျမအရင်ကြွားချင်တယ်မင်းပါအာဘလောက်မှိုက်လဲစဉ်းစားကြပြီမြင်းယူလုံးဝခေါင်းထောက်ခိုင်းပါအော်ရွှေပဲနေပါနော် ကိစ္စမရှိပါဘူးမနှုတ်လို့ဘယ်တော့မှအားမရှိဘူးဒီမှာဒီမှာယောက်ျားမယူလို့ပဲပြောတာတစ်လုံးမယူလို့မပြောဘူးလေနော်ဘာမှမဖြစ်အေးစေးဝမ်းဒီပေါ့ဒါပဲလေ အာကိုကိုရိုင်းကလည်းဒီမြင်းစီးရတာကိုကြိုက်တယ်အာမြင်းစီးတဲ့မြင်းစီးချစ်သူတယောက်လေးဖြစ်နေတဲ့အခါကျတော့အာဒီနေ့ခေါင်းစဉ်ထဲကအတိုင်းပဲပေါ့မနိုင်ငံရဲ့ဒါမြင်းမြင်းချစ်သူများပေါ့နော်အာမြင်းစီးအကစားကိုနှစ်သက်ပြီးတော့အာမြင်းနေချစ်တဲ့သူတွေအားလုံးပေါ့နော်စုပေါင်းပြီးတော့အာလုံမဲ့ဂါရဝပြုမဲ့ပွဲတစ်ခုလေးပါအဲ့လေးကိုအယုံဆုံးမြို့သူရေမိတ်ဆက်ပေးလိုက်ရင်ကောင်းမလားမသိဘူးနော်အဓိကကတော့ဒါလေးကမြန်မာနိုင်ငံမြင်းချစ်သူများအသင်းပေါ့နော်ဆိုတော့သူကဒါ page လက်ရှိပါတယ်ရှင့်မြန်မာနိုင်ငံအာမြင်းချစ်သူများ page ဆိုရတာလေးရှိပါတယ်ဆိုတော့ဒီကနေပြီးတော့ UC ပြီးတော့ပေါ့ဟို ော်တကယ်ပါဒါပထမဦးဆုံးအကြိမ်ဒါမြန်မာနိုင်ငံအနေနဲ့အရရမှာရှိတဲ့အာမြင်းစီတက်ကြီးမြင်းစီအာသာသမားကြီးများကိုဂါရဝပြုမဲ့ အစီအစဉ်လေးပါရှင်ဒါအယံကိုဒါမြင့်တို့ရဲ့ဗုဒ္ဓဘာသာရဒါအယံကိုမုံမြတ်တဲ့ဒလေးလေးတစ်ခုဖြစ်တယ်ပြီးတော့ဒါလေးကပထမအဦးဆုံးကျင့်ကျင်းပါမှာရှင်ဆိုတဲ့အခါကျတော့မြန်မာနိုင်ငံနေနေရမှာရှိတဲ့အမြင့်စီအတကြီးမြင့်စီအကားသမားများအားလုံးကိုပေါ့နော်မြင့်တို့တွေရှမ်းပြည်နယ်မှာဒါဂါရဝပြုပါမယ်အဲ့ဂါရဝပြုပူဇော်ပွဲလေးမှာပဲမြင့်တို့ဆက်ထဲမှာပဲပေါ့နော်မြင့်ရှိတဲ့သူတွေမြင့်စီရဲ့သူတွေအားလုံးစုစည်းကြမှာဆိုတဲ့အခါကျတော့မြင်းအလှစီးပြမယ်အစီအစဉ်လေးပြီးတော့မြင်းအလှပြမယ်အစီအစဉ်လေးပြီးတော့ခါကျတော့ဒီ page မှာကြေညာထားတဲ့အတိုင်းပဲပေါ့နော်အာဒီမြင်းစီဒီ မြင်အလှပုံလေးတွေပေါ့နော်တရားတွေကိုစုပေးမဲ့အခမ်းအနားအစီအစဉ်နဲ့တခြားသောပျော်ရွှင်စရာ ကောင်းတဲ့အစီအစဉ်တွေအများကြီးကိုအခုလာမဲ့၁၈ရက် 16ရက်နော်ဟုတ်ကဲ့နော်အခုအဲ2ရက်နောက်ကိုနော်ဟုတ်ကဲ့အခုလာမယ့်ပေါ့နော်အဲဒါအော်တိုဘာလဖြစ်သွားပါပြီပေါ့နော်ဆိုတော့အော်တိုဘာလ18 19မှာရှမ်းပြည်နယ်မှာကျင်းပမှာဖြစ်ပါတယ်ရှင်ဒါလေးမျိုးဆိုတော့ဒါမီဒီယာကိုမိတ်ဆက်တဲ့ဟာလေးပေါ့နော်မိတ်ဆက်ပွဲလေးလုပ်ပဲမိတ်ဆက်တဲ့အင်တာဗျူးလေးဖြစ်ပါတယ်ကိုကိုရန်ကလည်းမြင်းချစ်သူအာမြင်းစီရတာကိုဖြောရှင်းတဲ့အားလုံးပေါင်းလုံးနဲ့အရန်ကိုဂုဏ်ယူမိတယ်ဝါသနာတူရဲ့သူတွေပေါ့ကွအဲ့လိုစုံစည်းခွင့်ရမယ်အခွင့်အရေးဖြစ်တာကြောင့်မလို့ဒီအင်တာဗျူးလေးကိုကြည်နေရင်းနဲ့ကိုကိုရန်လည်းမြင်းချစ်သူဖြစ်တယ်မြင်းစီတဲ့သူတွေဆိုရင်တော့အမြင့်သူဒီကြိုင်ကင်မှာကျင်းပမဲ့ဒီ လာလေးကိုလာပြီးတော့ပေါ့နော်တူတူပူပေါင်းပြီးဆင်နွှဲဖို့အတွက်အားလုံးကိုဒီနေ့ကနေတလေးတစားနဲ့ဖိတ်ခေါ်ကြပါတယ်လို့ပြောကြပါတယ်ရှင်။